ဆောင်မယ်အစ္စရေးနိုင်ငံပျောက်ဆုံးသွားရခြင်းနဲ့ပြည်လဲထူထောင်ခြင်းတမိုင်းအစ္စရေးနဲ့အာရဗ်မတည့်ရတဲ့အကြောင်းရင်းတွေကတမိုင်းရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်ပြီးအဓိကအကြောင်းရင်းတွေကဘာသာရေးဆိုင်ရာကွဲပြားမှု နေမြေပိုင်ဆိုင်ရာအငင်းပွားမှုများကြောင့်ဖြစ်ပါတယ်အာရဗ်နဲ့အစ္စရေးတို့ဟာပထမကျမ်းစာအရဆိုရင်လေဘိုးဘင်အဆက်ဆက်တူးတဲမှာဆင်းသက်လာတော့ညာအစ္စရေးလူမျိုးတို့ဟာ အေဗရာဟံ၏တရားဝင်ဇနီးဖြစ်သူမှဆင်သက်လာသူများဖြစ်ပြီးအာရက်လူမျိုးများဟာလည်းအေဗရာဟံ၏အစေခံမိန်းမမှမွေးဖွားလာတော်သူများဖြစ်ကြပါသည်။သို့သောလက်ရှိအာရက်အစ္စရေပဏိပခဟာရှုပ်ထွေးနှံ့နေပြီးတမိုင်းနိုင်ငံရေးရင်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာအကြောင်းချက်များစွာပါဝင်နေတာကြောင့်ဘသူမှလည်းဘသူမှန်လဲဆိုတာပြောဆိုရန်ခက်ခဲလာပါသည်။အခုဒီဗီဒီယိုမှာတော့အစ္စရေလူမျိုးများရဲ့နိုင်ငံမဲ့ဘဝမှသည်အစ္စရေနိုင်ငံထူထောင်ခြင်းအသည့် ူတို့ရဲ့တမိုင်းအကြောင်းကိုအဓိကထားပြောပြသွားမှာဖြစ်ပါတယ်။ပထမရာစုနှစ်နိုင်ငံပျောက်ဆုံးခြင်း။အစ္စရေးလူမျိုးများဟာ ရှေးခေတ်ကအစ္စရေးနိုင်ငံယခုအစ္စရေးနဲ့ပါလက်စတိုင်းဒေသတွေမှာနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။သို့တော့ရောမအင်ပါယာရဲ့အုပ်ချုပ်မှုနောက်ပိုင်းပုံကံမှုများဇက်တိုက်ဖြစ်ပွားခဲ့ကနောက်ဆုံး AD 90မှာဒုတိယဗိမာန်တော်ဖျက်ဆီးခံရခဲ့ကယေရုရှလင်မြို့တိုက်ပိုက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းရောမတို့ဟာအစ္စရေးလူမျိုးအများပြားကိုလက်ရှိမြေနေရာများမှာနှိမ့်ထုတ်ခဲ့ကြပြီးအစ္စရေးလူမျိုးများဟာလည်းကမ္ဘာနိုင်ငံအသီးသီးသို့ပြန့်နှံ့နေထိုင်ခဲ့ကြရပါတယ်။ဒီအဖြစ်အပျက်ကိုကမ္ဘာပေါ်မှာ Diaspora လို့ခေါ်ဆိုခဲ့ကြပါတယ်။နှစ်ပေါင်းများစွာ နိုင်ငံမဲ့ဘဝအစ္စရေးလူမျိုးများဟာရာစုနှစ်ပေါင်းများစွာနိုင်ငံမဲ့ဘဝဖြင့်ကမ္ဘာအနှံ့ပြားတွင် ရောက်ရှိနေထိုင်ခဲ့ကြရတော့လေ။သူတို့ဟာရောက်လျာဒေသများမှာသူတို့ရဲ့ယဉ်ကျေးမှု သူတို့ရဲ့စပေးသူတို့ရဲ့ဘာသာရေးကိုထိမ့်သိမ့်ကနေထိုင်ခဲ့ကြပါတယ်။မကြာခဏဆိုသူတို့လည်းခွေးချဆက်ဆံခံရခြင်းညှဉ်းပန်းနှိပ်စက်ခံရခြင်းများကိုလည်းကြုံတွေ့ခဲ့ကြရပါတယ်။အထူးသဖြင့်ဥရောပဒေသတွေမှာအစ္စရေးလူမျိုးများဟာများစွာသောအခက်အခဲများနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ဇိုင်ယွန်နစ်စင်ဝါရာပေါ်ပေါက်လာခြင်းစကူရာစုနောက်ပိုင်းမှာဥရောပမှာအမျိုးသားရေးစိတ်ဓာတ်များမြင့်တက်လာခြင်းအစ္စရေးလူမျိုးများကြားနိုင်တယ် ၎င်းတို့ရဲ့တမိုင်းဝင်မျိုးတို့ပြန်လည်စုစည်းပြီးနိုင်ငံတစ်ခုထူထောင်လိုသောဆန္ဒများပေါ်ပေါက်လာခဲ့ကာဤလှုပ်ရှားမှုကိုဇန်ယောင်နေစင်ဝါရာဟုခေါ်ဆိုခဲ့ကြပါတယ်ဇန်ယောင်နေစင်ဝါရီများဟာအရင်ကသူတို့ဆုံးခွာခဲ့ကြရတဲ့လက်ရှိပါလက်စတိုင်းဒေသကိုအစ္စရေးလူမျိုးများအတွက်နိုင်ငံတော်ဖြစ်တည်ထောင်ရန်ရည်မှန်းထားပါတော့တယ်ဗြိတိရှ်မန်ဒိတ်အုပ်ချုပ်မှုပထမကပ္ပစစ်အပြီးတွင် Ottoman Empire ပြိုကွဲသွားသောအခါပါလက်စတိုင်းဒေသသည်လည်း ရီတရှာတို့ရဲ့အုပ်ချုပ်မှုအောက်သို့ရောက်ရှိခဲ့ပါတယ်1939ခုနှစ်တွင်ဂရီတရှာအစိုးရဟာဘယ်ဖော်ကျင်းညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးပါလက်စတိုင်းတွင်အစ္စရေးလူမျိုးများအတွက်အမျိုးသားရဲအင်အားတစ်ခုပြန်လည်ထူထောင်ရန်ထောက်ခံကြောင်းပြောကြားခဲ့ကာဤကျင်းညာစာတမ်းဟာဇိုင်ယွန်နက်စင်ဝါဒီများအတွက်အားစီတစ်ခွက်ဖြစ်ခဲ့ပြီးပါလက်စတိုင်းသို့အစ္စရေးလူမျိုးများရွှေ့ပြောင်းနေထိုင်မှုပုံမှန်များပြလာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်နှင့်ဟိုလိုကော့စ်အဖြစ်ပြက် ဒုတိယကမ္ဘာစစ်အတွင်းနာဇီတို့ရဲ့အစ္စရေးလူမျိုးများပေါ်ရက်ဆက်စွာတပ်ဖြတ်မှုဟိုလိုကော့စ်အဖြစ်ဖြစ်ဖြစ်ပျက်ပြီးတဲ့နောက်ပိုင်းအစ္စရေးလူမျိုးများနိုင်ငံတစ်ခုပိုင်ဆိုင်ရဲ့လိုအပ်နေပြီဖြစ်ကြောင်းကမ္ဘာကပုံမသဘောပေါက်လာခဲ့ပါတယ်။တာမောင်းများစွာသောအစ္စရေးလူမျိုးများဟာလည်းအခုလိုအစုလိုက်အပြောင်းလိုက်တပ်ဖြတ်ခံရခြင်းဟာနိုင်ငံမဲ့ဘွားဤကြောက်မက်ဖွယ်ကောင်းသောအကျိုးဆက်ဟုပုံမယုံကြည်လာပါတော့တယ်။အစ္စရေးနိုင်ငံထူထောင်ခြင်းဒုတိယကမ္ဘာစစ်အပြီးတွင် ဗြိတိရှားတို့ဟာပါလက်စတိုင်းဒေသကိုအုပ်ချုပ်ရန်အခက်အခဲများစွာနဲ့ရင်ဆိုင်လာရကအာရက်လူမျိုးများနဲ့အစ္စရေးလူမျိုးများကြားတင်းမာမှုဟာလည်းမြင့်တက်လာခဲ့ပါတယ်1949ခုနှစ်မှာကပ္ပကူလသမဂ္ဂဟာပါလက်စတိုင်းဒေသကိုအပိုင်းနှပိုင်းခွဲကာအစ္စရေးနိုင်ငံနဲ့ပါလက်စတိုင်းနိုင်ငံဆိုပြီးထူထောင်ရန်အဆိုပြုခဲ့ပြီးယေရုရှလင်မြို့ကိုနိုင်ငံတကာအုပ်ချုပ်မှုအောက်တွင်ထားရန်အဆိုပြုခဲ့ပါတယ်အစ္စရေးလူမျိုးများဟာဒီအစီအစဉ်ကိုလက်ခံခဲ့တော်လဲပါလက်စတိုင်းအာရက်ခေါင်းဆောင်များနဲ့ အိန္ဒိနာချင်းအာရတ်နိုင်ငံများကပြင်းပြင်းထန်ထန်တက်ကွက်ခဲ့ကြပါတယ်။အာရတ်တို့ကပါလက်စတိုင်းဒေသတစ်ခုလုံးကိုအာရတ်တို့၏ပိုင်နက်ဖြင့်သတ်မှတ်ကြသလိုအစ္စရေးတို့ကလည်းတမိုင်းကြောင်းရဒီနယ်မြေဟာသူတို့မြေဆိုပြီးသတ်မှတ်ထားကြပြန်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အစ္စရေးတို့ဟာ1948ခုနှစ်မေလ14ရက်နေ့မှာတော့အစ္စရေးနိုင်ငံလွတ်လပ်ရေးကိုတရားဝင်ကြေညာခဲ့ပါတယ်။လွတ်လပ်ရေးကြေညာပြီးနောက်ဆက်တွဲဖြစ်ရများ အစ္စရေးနိုင်ငံထူထောင်ပြီးချိန်မှာစ၍အစ္စရေးတို့ဟာအိန္ဒိယချင်းအာရပ်နိုင်ငံများနဲ့စစ်ပွဲများဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဒီထဲမှာမှနာမည်ကြီးဆုံးတိုက်ပွဲကတော့1969ခုနှစ်ဇွန်လ9ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အီဂျစ်၊ဆီးရီးယား၊ဂျော်ဒန်၊အီရတ်၊လေဘနွန်စတဲ့၅နိုင်ငံနဲ့အစ္စရေးတို့ရဲ့ Six Day War ပဲဖြစ်ပါတယ်။ဒီ6ရက်ကြာတိုက်ပွဲမှာအစ္စရေးကအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး Gaza, West Bank, East Jerusalem, Golan Heights, Sinai Peninsula စတဲ့နေမြေများကိုထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်စစ်ပွဲအပြီးမှာ အစ္စရေးတို့ဟာကမ္ဘာကုလသမဂ္ဂရဲ့သတ်မှတ်ထားတဲ့နေမြေများထက်ပိုမိုကျယ်ပြန့်စွာသိမ်းပိတ်ထားကာပါလက်စတိုင်းအရက်လူမျိုးအမြောက်များဟာလည်းသူတို့ရဲ့နေရက်နေမြေများကိုဆုံးခွာထွက်ပြေးခဲ့ကြရပါတယ်။ဒီအဖြစ်အပျက်ကြောင့်ဖြစ်ပျက်လာခဲ့တဲ့ဒုက္ခတွေပြဿနာများဟာလည်းယနေ့တိုင်ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။ ဘိုးဘွားတူဦးတဲကဆင်းသက်လာတဲ့ဒီလူမျိုးနှစ်ခုဟာဘာကြောင့်ဒီလောက်ထိ မတည့်ဖြစ်နေရတာလဲဆိုတာထူးဆန်းပါတယ်။ရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့သမိုင်းကြောင်းမှာဘသူတွေမှန်ခဲ့လဲဘသူတွေမှားခဲ့လဲဆိုတာကိုတင်တို့ရဲ့ထင်မြင်ယူဆချက်တွေနဲ့ဒီဗီဒီယိုရဲ့ comment box မှာရေးသားပေးလို့ရပါတယ်။အခုလိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ။